အခုတင်ဆက်ပေးမယ့်သတင်းကတော့တမူးခရိုင်ပကဖရဲဘော်စေဦးတပ်ဖြတ်ခံရမှုအိန္ဒိယဘက်ကမဖြေရှင်းပေးသေးဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖရဲဘော်စေဦးအားအိန္ဒိယနိုင်ငံအာတန်ရိုင်ဖယ်တပ်ဖွဲ့ကပြစ်ခတ်တပ်ဖြတ်ခဲ့သည့်ဖြစ်စဉ်တလာခွဲကြလာသည့်အတိအမှုမှန်ပေါ်ပေါက်ရေးအတွက်အိန္ဒိယဘက်ကဖြေရှင်းခြင်းမရှိသေးသလိုရော့ကြီးလည်းမပေးသေးပင်အိန္ဒိယဘက်ကရော့ကြီးလည်းမရသေးပါဘူးဒါအပြင် ဖြေရှင်းချက်မရတော့မိသားစုဝင်တွေစိတ်မကောင်းဖြစ်ကြတာပေါ့ ဒါကြီးကလက်လွတ်စပယ်အသက်ခံရတာလေဒီတိုင်းတာဝန်မခံဘဲပြီးသွားမှာမလို့လာကြဘူးဟုတမူးမြို့ကန်တဦးကပြောပါရင်တည်ဆုံးသူများဤမိသားစုဝင်များအောင်အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရဤအစီအစဉ်ဖြင့်တဦးလျှင်ထောက်ပံ့ငွေ15သိန်းစီပေးအပ်ထားကြောင်းသိရပါရင်ပြီးခဲ့တဲ့မေလ14ရက်နေ့ကတမူးမြို့နယ်နဲ့ထိစပ်နေသောမြန်မာအိန္ဒိယနှစ်နိုင်ငံနေဆက်အနီးတစ်နေရာတွင် တမူခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရဲဘော်စေဦးကိုအိန္ဒိယနိုင်ငံအာတန်ရိုင်ဖယ်တပ်ဖွဲ့များကစီးနင်းဖမ်းဆီး၍ပြစ်ခတ်တပ်ဖြတ်ခဲ့သည်။ထို့ဖြစ်စဉ်အတွက်ကနအူးမြေပြင်အခြေအနေကြားနာစစ်ဆေးမှုအစီရင်ခံစာတွေ့ရှိချက်များအရာအိန္ဒိယအစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံ၍အမှုမှန်ပေါ်ပေါက်စေရေးညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ဟု NUG နိုင်ငံသားကြီးဝန်ကြီးဌာနကမေလ19ရက်ညတွင်ထုတ်ပြန်ထားပါသည်။ အိန္ဒိယကိုစန့်ကျင်တိုက်ခိုက်နေသူများမဟုတ်ဟု သိရှိပါလျက်ရက်ဆက်စွာတက်ဖြတ်ခြင်းအပေါ်တာဝန်ယူမှုရှိစွာဖြင့်စုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူဖြေရှင်းပေးရန်နင်နာမှုများအတွက်တာဝန်ယူဆောင်ရွက်ပေးပြီးနင်နာသူမိသားစုများအားနင်နာချေးပေးဆောင်ရန်နောက်တွင်အလားတူကိစ္စများမဖြစ်စေရေးအတွက်စီမံဆောင်ရွက်ပေးရန် NUG ကတောင်းဆိုထားပါတယ်။ NUG ကတောင်းဆိုမှုအပေါ်အိန္ဒိယအစိုးရကတုံ့ပြန်မှုရှိမရှိကိုသတင်းဌာနက NUG တို့ဆက်သွယ်မြင်းမြန်းထားဆဲဖြစ်ပါတယ်။ အဆိုပါအမှုကိုစစ်ဆေးပြီးဖွင့်လင်းမြင်သာမှုရှိစွာထုတ်ပြန်ပေးရန်အမှုမှန်ပေါ်အောင်စုံစမ်းဖော်ထုတ်ပေးရန်ဒေသခံအချို့နှင့်ကြာဆုံးရဲဘော်များ၏မိသားစုဝင်များကမေလ26ရက်၌ဆန္ဒဖော်ထုတ်ခဲ့ကြသည်အဆိုပါဖြစ်စဉ်သည်မြမအိန္ဒိယနှစ်နိုင်ငံနေဆက်တမူခရိုင်ကမာကြီးကျေးရွာအနီး မြန်မာပြည်ပတ်အချမ်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ယာယီစကန်းရွှေပြောင်းတာဝန်ထမ်းဆောင်နေသောတမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖကဖရဲဘော်စေးဦးသည်မေလ14ရက်၌စကန်းမှပျောက်ဆုံးသွားပြီးနောက်အိန္ဒိယနိုင်ငံနေဆက်လုံခြုံရေးတပ်ဖွဲ့ဖြစ်သည့်အာတန်ရိုင်ဖိန်တယင်တေချန်ဒရီခရိုင်မဏိပူရပြည်နယ်ကမေလ16ရက်၌ရုပ်အလောင်း10လောင်းအနေဖြင့်ညှိနှိုင်းတောင်းဆိုမှုလက်ခံရရှိခဲ့သည်ဟု NUG ကထုတ်ပြန်ထားသည်။ အိန္ဒိယဘက်ကသတင်းထုတ်ပြန်ရာတွင်မေလ14ရက်တွင်အိန္ဒိယမြန်မာနယ်စပ်ချန်ဒရခရိုင်ခင်ကျွိုင်းမြို့နယ်မယူးစန်တဲကျေးရွာအနီး၌အိန္ဒိယတပ်မတော်အရှေ့ပိုင်းစစ်ဌာနချုပ်အာတန်ပြည်နယ်အာတန်ရိုင်ဖယ်တပ်ဖွဲ့ကဦးဆောင်ပြီးစစ်စင်ရေးပြုလုပ်စဉ်လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးဆယ်ဦးကိုတုတ်တင်ရှင်းလင်းကာလက်နက်ခွနလက်တင်စီရရှိခဲ့ကြောင်း Eastern Command Indian Army ကမေလ15ရက်၌ထုတ်ပြန်ခဲ့သည် ြေပြင်အခြေအနေစစ်ဆေးမှုများအစီရင်ခံစာတွေ့ရှိချက်များဆွေးနွေးတွေ့ရှိချက်များအရာဖြစ်စဉ်အမှန်တည်အိန္ဒိယနိုင်ငံမီဒီယာများမှထုတ်ပြန်ကြများနှင့်ကွဲလွဲနေပြီးတမူးခရိုင်ပြည်သူ့ကာကွယ်ရေးရဲဘော်စေဦးမှအိန္ဒိယနိုင်ငံဗတ်ချန်တွင် ထိတ်တက်ရင်ဆိုင်တိုက်ပွဲဖြစ်ပြီးကြဆုံးခြင်းမဟုတ်ပဲယာယီစကန်းရွှေ့ပြောင်းမှုအားတည်င်းချုပ်တင်ပေးပို့ထားသည့်ဂျာကပင် အာတန်ရိုင်ဖယ်တိုက်ရင်တေ ချန်ကျွေခရိုင်မနီပူပြည်နယ်ဤအကြောင်းပြချက်မခိုင်လုံစွာဖြင့်ဖမ်းဆီးခေါ်ဆောင်နှိပ်စက်တပ်ဖြတ်ခြင်းခံခဲ့ရသည်ဟုသုံးသပ်တွေ့ရှိသည်ဟု NUG ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည် အိန္ဒိယအစိုးရသည်တမူးမြို့နယ်နှင့်နေဆက်ခြံစည်းရိုးကိုကာနေပြီးမြန်မာနိုင်ငံပိုင်နက်ဘက်သို့တိုးကာနေ၍တမူးခရိုင်မှပြည်သူ့ကာကွယ်ရေးရဲဘော်များကခန့်ကွက်တားဆီးမှုများလည်းရှိခဲ့သည်နှစ်နိုင်ငံနေကြားစီညှိနှိုင်းမှုမပြီးပြတ်သေးသည့်ကာလတွင်တစ်ဖက်သက်ခြံစည်းရိုးခတ်ခြင်းအားယာယီရပ်ဆိုင်ထားရန်လည်း NUG ကတောင်းဆိုထားသည်အိန္ဒိယချင်းနှစ်နိုင်ငံအကြားဆက်ဆံရေးကို အရှိရှိရှုလျက်နေဆက်ဒေတာကိစ္စရများတွင်အတန်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီးအိန္ဒိယနိုင်ငံအစိုးရအနေဖြင့်အလေးထားဆောင်ရွက်မည်ဟုယုံကြည်ကြောင်း NUG ကထုတ်ပြန်ထားသည်ခစ်သစ်မန္တလေးရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေနောက်နေ့တွင်မှလည်းသတင်းတူများတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်